စကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်တိုက်ပွဲမှာဘုံလာကျဲတဲ့စစ်ကောင်စီလေရင်တစည်းကိုတော်လှန်ရေးတပ်တွေကဒီနေ့ဂျွန်လ10ရက်နေ့နေ့လယ်12နာရီကျော်မှာပစ်ချလိုက်တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်လိုက်ပါတယ်။ ပလဲမြို့နယ်ကန်တောင်ရွာမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်တို့တိုက်ပွဲပြင်းထန်နေတဲ့အတွက်ပြစ်ကူပေးဖို့လာတဲ့လေရင်ကိုပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့ Jet Fighter တစ်စီးဟာကန်တောင်တိုက်ပွဲကိုဖုံးလာကြတဲ့အတွက်ကာကွယ်တပ်ဖွဲ့တွေကပြစ်ချလိုက်တာဖြစ်ပြီးပလဲမြို့နယ်စပစိကြီးရွာရဲ့အနောက်ဘက်မှာပြတ်ကျသွားတယ်လို့ပြည်သူ့ကာကွယ်တပ်ရဲ့တာဝန်ရှိသူတစ်ယောက်က DVB ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ Jet Fighter ပြတ်ကျသွားပြီးတဲ့နောက်စပစစ်ကြေးရွာဖုံးကြောင်လဲမီးလောင်နေတယ်လို့ဆိုပါရယ်ဒီကနေ့ပြစ်ချခံခဲ့ရတဲ့လေရင်ဟာ Jet Fighter ဟုတ်မဟုတ်နဲ့ပတ်သက်လို့ကိုတော့ DVB ကအတည်ပြုဖို့ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပါရယ်ကန်တော့ရွာမှာဂျွန်လာ၂ရက်နေကစပြီးဒီနေ့ဂျွန်လာ၁၀ရက်နေအထိတိုက်ပွဲတွေပြင်းထန်နေပြီစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ပြုလုပ်နေတဲ့အတွက်ဒေသခံထောင်ထဲချီနေရစွန့်ခွာနေကြရပါတယ်။ဒါပြင် စစ်ကောင်စီတပ်ကိုထောက်ခံတဲ့အင်မတီရွာကနေတဆင့် ကန်တောင်းရွာဘက်ကိုလူအင်အားရိတ်ခါခရမ်းတွေဖြစ်တင်းနေလို့လည်းသိရပါတယ်ရှင်ဟဲ့လေမင်းတို့ကနေရာယူထားတယ်ကွာဘာလို့လုံးနေကြလဲ